ကဲအားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့နော်ကိုစိုးတော်တော့မင်္ဂလာရှိတဲ့နေ့လေးပေါ့နော်ဘာလို့လဲဆိုတော့ကိုစိုးအရန်မွေးချင်နေတယ်အရန်မွေးချင်နေတယ်ပေါ့နော်အရန်ပြန်မွေးချင်နေတယ်ချန်လာတကောင်ဟိုးကိုစိုးဝဲလာတယ်ပေါ့နော်အမှန်တော့သွားကြည့်တာသွားကြည့်တာဆိုင်မှာသွားကြည့်တာကိုစိုးဆုံးဖြတ်တာမိတာအဲသွားကြရပါတော့နော်ဒီဗီဒီယိုကြည့်တဲ့ညီကိုတွေတော့ဘယ်လိုမျိုးငါ့ကိုရွေးလဲတော့မသိဘူးကိုစိုးက အာကိုစစ်စိတ်ခံစားချက်ကိုပဲအဓိကဦးစားပေးပြီးရွေးရပေါ့နော်ကိုစိုးဒီငါတကောင်သွားကြည့်ပြီးဆိုရင်ကိုစိုးအဲ့ငါကိုကိုစိုးကကိုစိုးကြည့်လိုက်တယ်စိတ်လုံးဝမတန့်တော့ဆိုရင်ကိုစိုးအလကားပြီးလဲကိုစိုးယူမလာအောင်အာဒါပုံဝင်လို့ပြတာကိုစိုးစိတ်လုံးဝမတန့်တဲ့ငါပေါ့နော်ဒါပေမဲ့တချို့ငါရင်ကျတော့ကြည့်လိုက်လို့ရှိရင်ကိုစိုးအရန်ဆွဲဆောင်မှုရှိတယ်ပေါ့နော်အာကိုစိုးချက်ချင်းကိုယူရွားချင်တဲ့စိတ်ကိုဖြစ်တဲ့ငါမျိုးတွေဆိုရင်ကိုစိုးဝင်လာတာများတယ်ဆိုဝင်လိုက်တာလည်းများတယ်ပေါ့နော်ဆိုတော့ အခုဒီငါလေးလည်းပြိုင်းပဲပေါ့နော်ကိုစိုးကအစတော့သွားကြည့်တာဒါပေမဲ့အဆုံးဖြတ်တာပြီးတာငါသွားကြည့်ရင်းနဲ့အရန်တို့ရှင်နဲ့စိတ်ဖြတ်သွားတယ်မိရဲ့ငါချက်ချင်းအိမ်ခေါ်လာရှင်နဲ့စိတ်ဖြတ်သွားမယ်ဆိုရင်တော့ငါယူမယ်ပေါ့နော်ဆိုတော့အခုဖြစ်တယ်ဖြစ်တယ်ငကိုလေးကကိုကစမန်တက်နေလို့မသိဖြစ်တယ်အဲ့တော့ယူလာလိုက်တယ်ပေါ့နော်ဒါငါလို့ထင်လဲပေါ့နော်ဆက်ပြီးဆောင်ကြည့်လိုက်အောင် ော်တော်ဆယ်ဒီမှာ acclimation လုပ်ကြတယ်ပေါ့နော်ဘာကောင်လုံးထင်လဲဘာကောင်လုံးထင်လဲဟုတ်ပါဘာကောင်လုံးထင်လဲဒီမှာဒုတိယတစ်ခေါက်ဘဝမှာပြန်မွေးဘူးတဲ့ခြံနာပေါ့နော်အားလုံးထင်တာတော့မှန်မှန်ထင်တယ်ခြံနာဘာကာပေါ့နော် ုစိုးဒုတိယတစ်ခါပြန်မွေးလိုက်တယ်ဗောနော်အရှိတစ်ခါကတော့ပေသွားတာကိုစိုးလည်းဒီလိုရိုက်တာမှုရယ်ဗောနော်အရှိတစ်ခါကတော့ဒါအာအမလေးဗောနော်ဒါကတော့အချီလေးဗောနော်ဆိုတော့ဒီကောက် application လုပ်ထားတယ်နိုင်ဝါတော့နေလို့ရှိရင်တော့အထုပ်ဖြည့်ပြီးတော့ဒီကန်လေးထည့်မယ်ဗောနော်ဒီကန်အရင်တော့ကိုစိုးလိတ်တွေထားတဲ့အကန်ပေါ့နော်ဟိုလိတ်တွေကကိုစိုးရဲ့ဒီ channel ရဲ့ godown တွေကကန်လေးလဲရောက်သွားတော့ဟိုဒီကန်လွတ်သွားတော့ဗလားကိုစိုးကိုတနေ့ကအခန်းတော့ကိုစိုးကပြန်ပြင်နေတာ အားလုံးပြီးတော့မှပဲပြပါပေါ့နော်ဆိုတော့ဒါဒီခန်းအတက်တက်ပြီးတဲ့ပေါ့နော်ချန်နာပြီးတဲ့ထားမဲ့အခန်းပေါ့နော်နောက်ပြီးတော့ကိုစိုး surprise အခုပြောပြရမယ်ပေါ့နော်ဒါကတော့အရေးမွက်ပေါ့နော်ကိုစိုး GC လေးတွေကို selection ကိုစိုးဟိုစုနေတယ်ပေါ့နော်ကိုစိုးအားလုံးကို quality ပေါ့ quality quality လို့ပဲပြောရမှာမသိဘူးခေါ့မယ် error ကင်းကင်းနေပေါ့နော်အရင်နှားတဲ့ဈေးတက်တန်လေးနေပေါ့နော်ဈေးတန်းတစ်ခုပေါ့နော် ဟိုဆိုထားပြီးတော့ပြန်ပြီးတော့ရောင်းပြီးပို့ပေါ့နော်စဉ်းစားရယ်ပေါ့နော်ဒါက GC တိတက်မှာကိုဆိုဝါသနာရပါစီးပွားဖြစ်လောကမဟုတ်ဘူးဆိုတော့ကိုဆိုဒီမှာဝင်လို့ရှိရင်စိတ်ချမယ်ကွာအာတခြားလူစီမှာဝင်စိတ်မချဘူးပြတာမဟုတ်ဘူးကိုဆိုမြောက်ဝင်လို့ရှိရင်ကိုဆိုတေချာကြီးများတဲ့အတွက်နှာပေးကောင်းပြီးညွတ်ပေးဆိုတဲ့အကောင့်တွေတော့ကိုဆိုရောင်းပေးမယ်ပေါ့နော်ဒါကကိုဆိုအာမခံနိုင်တဲ့ကိစ္စတစ်ခုပေါ့နော်ဆိုတော့ထားလိုက်တဲ့ကိစ္စဒါ surprise ပေါ့နော်ပြောပြတာဆိုတော့ဒီကဲ၅ပေ အမှန်တော့6ပေတပေခွဲပေါ့နော်6ပေတပေခွဲတပေခွဲပေါ့ဒါပေမဲ့ဘေးမှာတပေလောက်ကိုဆိုကဆန့်ထုတ်တာရယ်ပေါ့နော်ဆန့်ထုတ်တာတော့9ပေတပေခွဲကြံတယ်အရင်ဘာကလေးကိုထားလိုက်ပြန်4ပေတပေခွဲပေါ့နော်ဆိုတော့တဲ့ဒီ9ပေတပေခွဲကလည်းခဏထည့်ထားလိုက်မယ်ပေါ့နော်အဲပြီးလို့ရှိရင်ဒီကောင်အိတ်တရဖောက်လို့ရှိရင်တစ်ခေါက်ပြန်ပြမယ်ပေါ့နော်ဒီကောင်လေးကထူးခြားလေးရှိတယ်ဒီမှာပြောပြမယ်တစ်ခေါက်ပြန်ဒီဘာကြောင့်ထူးခြားလို့ကိုယ်ကဘာယူဘာကြောင့်ယူတာလဲဆိုတာကိုယ်ကပြောပြပြမယ်ပေါ့နော်အဲ နောက်ပြီးတော့ဒီကန်ကိုကိုစိုးရှင်းလာတဲ့နှုံးထဲကိုစိတ်ကူးတယ်ပေါ့နော်သူ့တမ်ပရေချာနှိပ်ထားမယ်လို့စိတ်ကူးတယ်ပေါ့နော် သွားပြီပေါ့နော်ခင်ထဲမှာကဲကိုသိုးပြပြမယ်ပေါ့နော်ကိုသိုးကဒီဘာဂါလေးကိုဒီနေ့ယူလိုက်တဲ့အကြောင်းရှိတယ်ပေါ့နော်ကိုစားဟိုတခါဘာဂါလေးအမလေးပေါ့နော်ပေးသွားတဲ့ကောင်လေးအမလေးဆုံးသွားတဲ့အချိန်မှာကိုသိုးတော်တော်စိတ်မကောင်းဖြစ်တယ်ကွာဒါအားလုံးလည်းဗီဒီယိုလေးနဲ့ကိုသိုးပြပြပြပါတယ်အကြည့်ဦးလေးဆိုသိလိမ့်မယ်တော်စိတ်မကောင်းဖြစ်တယ်ဒါပေမဲ့အဲ့နောက်ပြီးထပ်မဝယ်တော့ဘူးသိုးဆုံးဖြတ်ထားတယ်ဒါပေမဲ့ပေါ့နော်ဟိုကြားထဲမှာလည်းအဲ့ဆိုင်မှာဘာဂါရီမတုတ်၃၃တော့ရောက်ပြီးွားပြီကိုစိုးသွားကြည့်တယ်ကိုစိုးအရင်စိတ်တိုင်းမကြရင်လည်းပါတယ် ဲတချို့ကောင်တွေကတော့လေကိုစိုးအရင်ကောင်နဲ့ပုံစံနဲ့နဲ့ဆင်နေတော့မယူတော့ဘူးဆိုစဉ်းစားပြီးတော့မယူလာဖြစ်ဘူးပေါ့နော်အဲနဲ့ဒီရရောင်းတဲ့ညီလေးကသူကနိုင်ငံရောက်သွားပြီပေါ့နော်ရောက်သွားတော့သူသူမွေးဖို့ဆိုပြီးတော့သူဥလာတဲ့အကောင်လေးတွေကောင်ရှိတယ်သူကဗီဒီယိုပို့တာသူဗီဒီယိုပို့တဲ့ပုံမှာကိုစိုးတိတ်မကြိုက်ဘူးမကြိုက်ပဲပဲတော်သွားကြည့်လိုက်မယ်လို့မသွားကြည့်ရတယ်ခဏအရှိမကိုစိုးပြောသွားတယ်ပဲကိုစိုးတအားသဘောကြိုက်ရင်ဝယ်မယ်တအားသဘောမကြိုက်ရင်မယူဘူးပေါ့နော်အဲ့လိုသွေးပြီးတော့သွားကြည့်တာပေါ့ဒါပေမဲ့တော်တော်လေးကို တဘောကြသွားတယ်ဒီကောင်လေးကိုမြင်တဲ့အချိန်မှာဘာကြောင့်တဘောကြရလဲဆိုတော့အခုဒီမှာကြည့်ပါတော့ဒီကောင်ကဘာတစ်ခုမိုက်လဲဆိုတော့အတောင်မြင့်တယ်အတောင်တော်တော်မြင့်တယ်ပြီးတော့နောက်တစ်ခုအတောင်ပေါ်မှာအဖြူတန်းလေးထင်းနေရပဲအဖြူတန်းလေးပါတယ်နောက်ပြီးတော့ဟိုအနောက်ကအမီခွင်းလေးအကိုတို့တွေ့ရတဲ့ကောင်နဲ့ပိုကြီးတယ်ပေါ့နော်အမီရပေါ့ကော်တယ်ရပေါ့ဆိုတော့ဒေါ်ဆယ်လေးမြင့်တယ်ကော်တယ်လေးကြီးတယ်ပေါ့နောက်ပြီးတော့ဒီကောင်ကလူမကြောက်ဘူးအခုတွေ့လား ဒါလုံနေရသူ့ကိုသူလုံးဝမကြောက်သူတော်တော်လေးဖြဲတယ်မှာပါတယ်စလာကလေးကဟိုမကြောက်ဘူးအစာစီတန်းစားတယ်အစာစီသူတစိနေစီအမနော့ရဲရောက်ချင်းကကိုသူအစာမကျွေးတင်နေဘူးပေါ့နော်ဒါပေမဲ့ကိုသူစမ်းကြည့်တာပေါ့ဒီငါရဲ့ကိုသူအမြဲတမ်းစမ်းတယ်ငါးတောင်ရောက်လာပြီဆိုရင်အစာနဲ့နဲ့လေးဖြစ်ကြည့်ကြည့်လိုက်လေအဲ့အစာကိုတန်းစားရယ်ဆိုရင်အဲ့အငါရပ်ပိုင်းလေးပေါ့ stable ဖြစ်မယ်လို့ဒါအကျမ်းကြီးသတ်မှတ်လို့ရတယ်ပေါ့နော်ဒီကောင်ကနှစ်စီကြွေးတာနှစ်စီလုံးစားတယ်မဆုံးဆိုတော့နောက်ပြီးတော့ ဟိုသူ့မှာအရန်ထူးခြားတဲ့တစ်ချက်ရှိရလုံးဝ extra ordinary ပေါ့အရန်ထူးခြားတဲ့ချက်ရှိတယ်ကိုဆိုဒီငါ့ကိုဝယ်ဖို့ရလုံးဝလုံးဝဝယ်ကိုဝယ်မယ်လို့အဆုံးဖြတ်လိုက်တဲ့အချက်တစ်ချက်ရှိတယ်ဘာလဲဆိုတော့ကိုဆိုပြဒီကောင်းရဲ့ဒီဘက် body ပေါ့ဒီဘက်ချမ်း body မှာဟိုဘက်မှာလည်းပါတယ်လိန်မော်ဆက်ကလေးပါတယ်ချန်နာဘာဂါမှာဒီအရွယ်မှာဒီလိုလိန်မော်ဆက်နဲ့အကောင်အရန်ရှားတယ်အရန်ရှားတယ်အိုဒီရမမပါရင်လည်းကြီးလာလည်းမပါပါဘူးဆိုတော့နေမော်ဆက်နဲ့ပါတဲ့ချန်နာပါကတော်တော်ရှားတယ်သူ only spot that ဟောကနှစ်ခုသုံးခုဒီတေချာတော့မရှိရသေးပါတော့အခုမြင်သလောက်မှာထင်းနဲ့ထင်းနဲ့မြင်နဲ့မြင်ရတယ်ပေါ့နော်မစိုးဘူးဒီကောင်မစိုးဘူးပြောရမယ်အဲဒါလေးနဲ့ပါတယ်ပေါ့နော်နောက်ပြီးတော့သူ့ရဲ့ body ratio ကခါရာကြီးမရှိဘူးတော်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 လေးနဲ့ဘယ်လိုပြောမလဲ compact ဖြစ်တယ်တော်တော်နှားတယ်ပြောရမယ် mandel ကောင်းတယ်ပေါ့ဗျာ mandel လည်းကောင်းတယ်ဖြဲတယ်ပေါ့ဆိုတော့သူ့ကိုဘာပေါင်းဆောင်လေးလာတဲ့အချိန်မှာသွားကြည့်တဲ့အချိန်မှာ ဒီငါ့ကိုငါယူယူရမယ်ဆိုပြီးတော့တေချာသွားတာပေါ့နော်အဲ့အချက်တွေပေါ့ခုနပြောခဲ့တဲ့အချက်တွေပေါ့နော်နောက်ပြီးတော့ခုနပြောတယ်ပေါ့နော်အစာလည်းတန်းစားတယ်ပေါ့နော်အဲ့အစာနဲ့ပတ်သက်ပြီးကိုစိုးပြောရမယ်ဆိုရင်ပေါ့နော်ကိုစိုးကတော့ဆယ်ဒီကောင်အရင်ကောင်ကတော့ကိုစိုးကရှင်းရင်းပြောရင်ကိုစိုးတို့ဒါအခုခြံနာကလေဒါပွင့်နေဆိုရင်ခြံပြောင်းလာတာကိုစိုးဒါပြောပြတာပေါ့အချမ်းကြီးပြောရင်လည်းအများကြီးပြောရင်လည်းအများကြီးရှိသွားမှာဆိုလို့အတူလိုလိုကျုံပြောရမယ်ဆိုရင်ခြံနာမှာ trend အရင်ပြောင်းလာတာဘာပြောင်းသွားလဲဆိုကိုစိုးတို့ဒါဆိုကိုစိုးဆိုရင်ခြံနာမွေးတာ အာနုပါလေးတယ်အရန်မကြလေးပေါ့နော်ကိုစိုးတဲ့အရင်အရှိအရှိအဆရာဆရာကြီးတွေရှိတယ်အမကိုထွန်းတော့ပေါ့ကိုစိုးတင်ရချင်းကိုထွန်းတော့ပါလို့ဆိုတယ် MTC ရဲ့ admin တွေပေါ့နော်မွေးရကြားခဲ့ပြီအရင်မွေးတဲ့လူတွေနဲ့ပေါ့နော်နောက်ပြီးကိုစိုးတို့မွေးတယ်ပြီးတော့လက်ရှိအဒီဘက်ခေတ်မှာအခုမွေးနေတဲ့ညီကိုတွေပေါ့နော်မှာကွာွားတာဒီ wall wide ပေါ့နော်မြန်မာနိုင်ငံမှာနေမဟုတ် wall wide ပေါ့ကွာွားတာဥမာ indo vlog တွေ youtube က indo vlog တွေမှာအကြည့်လို့ရှိရင်အရင်သိတာဘာကွာွားလဲဆိုတော့အရင်တော့ဆိုရင်ဗျာ ချမ်းသာမွေးတယ်ကိုစိုးဆိုတာမွေးခဲ့တာ2020နှစ်ကျော်လောက်မှစတာပေါ့နော်တကယ်ဆိုရင်ဟိုအရှိရမွေးရတူကြီးဆိုရင်ဘာစမွေးလဲဆိုတော့သူတို့စမွေးလို့ငင်းရဆိုတာဒါကတော့မှန်တိုင်းပဲကိုစိုးနိုင်ငံမှာတော့အီစာငါတို့မြောင်းငါတို့ပေါ့နော်အဇေးရီးယားဒီငါးကြီးတို့ဟိုဈေးထဲမှာဒီငါးအခုဒီငါးအောင်ကိုစိုးဘလောက်ဈေးဘလောက်ဈေးပေးရတယ်သူပြောရင်ရုံမဲတော့မထင်ဘူးအဲ့လိုလူတွေအဲ့လိုအတွေးခေါ်နေတဲ့လူတွေကိုသူပြောရင်ပေါ့နော် ဒါကြောင့်လဲဆိုတော့ဟာဒီငါကတော့တော့ပေးရလို့ဒါငါတို့ချောင်းထဲမှာဒီလိုငါးရေရှိတယ်ငါတို့ခဏခဏအိုင်ပိတ်နေရနေတဲ့ငါးနေလို့အဲ့လိုမျိုးပေါ့နော်ပြောနေမယ်ဒါပေမဲ့ကိုစိုးပြောပြမယ်ဒါမသိရတူပြောပါစီကတ္တနာမရှိပေါ့နော်အဲ့ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်ဒါတဘာဝငါးပေါ့ငါတဘာဝငါးလို့ဖြစ်လာတဲ့အချိန်မှာဟိုဘာတစ်ခုပေါ့နော်ဟိုသူတို့ကရေရှိမှမွေးရင်လူတွေကဘာမွေးဖာလုပ်ကြလဲဆိုတော့ကံမွေးငါးမွေးမယ်ဆိုရင် ကမ်ဘိုစကိတ်ပေါ့လောက full skate ပေါ့ဟာလောက half skate ပေါ့နော် half skate ဆိုတာဒီဘာကြဲအပင်လေးပိုင်းတော့ပါနေတယ်အပင်လေးပိုင်းအဲ့လိုမျိုးပေါ့ထားပြီးမွေးကြတာပေါ့နော်ဆိုတော့ငါ့ကိုပုံဖို့လုံလောက်တဲ့နေရာပေးမယ်သူရဲ့ natural habitat ပေါ့လောကအဲ့တိုင်းမွေးတယ်အဲ့ဒါလည်းမကောင်းမဟုတ်ဘူးသူ bio တုတ်ဆန်ဆန်ပေါ့မကောင်းမဟုတ်ကောင်းတယ်ဒါပေမဲ့ကိုစိုးကြတော့ငခုတွေကပွင့်နေကြတယ်အဲ့ဒီဘက်မှာလုံကအတုံးမကြဆုံးအတုံးတစ်စက်မှမကြတာဆိုတော့ အဲ့လိုစကိတ်လုံးဝမဆင်တက်ဘူးဟိုဆင်တော့ဆင်တက်တာပေါ့နော်ဒါပေမဲ့ပိုဆိုးဆင်တော်တော်ပွင့်နေတော့ချက်သေးမရှိဘူးကွာကန်ကြီးကအဲ့လိုဖြစ်နေလိမ့်မယ်အဲ့တော့ကိုဆိုးကအဲ့လိုမျိုးတော့မဆင်ဘူးကွာတော့တော့မဆင်တက်တဲ့အတွက်ကိုကနဂိုလေးကကိုဆိုးကကံပြောင်မဲမွေတာကိုဆိုးကကံပြောင်တမကံပြောင်မဲကြိုက်တာဟိုမစီရှင်းနေဒါကိုဆိုးနောက်တစ်ခါခံယူချက်ရှိတယ်ဒီငားနေရကိုဆိုးတို့ဒါမှန်ကန်တဲ့ထည့်မွေးလဲဆိုတာအလှမွေးတာပေါ့နော်ဒါအလှမွေးငါစိတ်ရင်းဝင်သွားတာပေါ့အလှမွေးငါတို့ညီဒီတဘာဝမှာ ငါးမကတော့ဘာငါးကြီးပဲဖြစ်နေဖြစ်နေပေါ့ကိုစိုးကြီးရောက်တဲ့အလောင်းဝင်းငါကအလောင်းဝင်းငါပုံစံအတိုင်းပဲနေမယ်ဆိုတော့ကိုစိုးတဘာဝကိုမချစ်လို့ပြောတာမဟုတ်ပါတော့တဘာဝအတိုင်းထားချင်တယ်ဆိုရင်ကိုစိုးဒီငါ့ကိုဒီခဲထဲမမွေးဘူးပေါ့နော်ဒါကိုစိုးခံယူချက်နော်တခြားဘလူကိုမှပြောတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာ trend တွေပြောင်းလာရယ်ပေါ့နော်အင်ဒိုနီးရှား vlog တွေအခု international မှာဟို VNN တို့အင်ဒိုနီးရှားတို့ထားပါတော့တရုတ်တို့ပါတို့ပေါ့နော်အဲ့လို vlog တွေမှာဆိုရင်ကြီးကြီးလိုက်ဗျာ ဒီလိုခြံနာဘာကနောက်ပြီးတော့ GC ပေါ့ Orani Macculator ပေါ့နော်အဲ့လိုငါးတွေတော်တော်များများဆိုရင်တို့တကယ် for show ဒီလို show တန်ကြီးတွေမျိုးအကောင်းစားကြီးတွေကိုစိုးသာသုံးတဲ့မျိုးဆိုရင်တော်တော်လေးကိုတို့တို့အနေနဲ့ဆိုဒါအပေါ်စားတော့ပြောလို့ရတယ်ဒါဆိုကိုစိုး Solar Color Booster ပေါ့နော်ကိုစိုးငကိုခြံနာဘာကမွေးခဲ့တဲ့အဲမူမီပဲအသာဒီကန်ငါးပေပေါ့အဲ့မီးကတော့၄ပေ၄ပေဆိုတော့ ဟိုတန်တကယ်တော့ပြန့်နေတာနဲ့နည်းနည်းမကောင်းတော့ကိုဆိုကဟိုအပင်ကန်ဆိုလာကာလာအပင်ကန်မီးမီးကိုဒီဘက်တောက်မှာကိုဆိုပြန်ပြီးတော့ပိုးရတယ်ပေါ့နော်မီးနည်းနည်းပြန့်နေအောင်ကောင်းအောင်ဆိုသူတို့ကလို့မီးအကောင်းစားရင်လည်းဒီတက်ကောင်းတဲ့မီးအကောင်းစားရင်လည်းမွေးတယ်ကွာလုံးဝရေဟိုလည်းသူတို့တెంပရေချာကိုတေချာရေလည်းပဲရေကောင်းကောင်းတెంပရေချာကောင်းကောင်းဖီတာကောင်းကောင်းပေါ့နော်မီးကောင်းကောင်းအဲ့လိုမွေးကြတယ်ပေါ့နော်အဲ့အမှုငါကလည်းရုပ်ထွက်တယ်အများကောင်းတယ်ဒါပေမဲ့ဒီလိုမျိုး facility တခုကောင်းရုံနဲ့ ဒီ9ယူထွက်ကလှမသွားဘူးပေါ့နော်ဆိုတော့ခုနပြောတဲ့စကားကိုပြန်ပြောမယ်ဆိုကိုစိုးအရင်ကောင်ကကိုစိုးကဟိုဖွင့်နေပြောရင်နည်းနည်းတော့ကြက်ကြော်မွေးတယ်ပေါ့နော်တေချာတော့မွေးဘူးကွာသူတို့ရေတော်မှပုံမှန်တိုင်းလဲချင်မှပြင်းစောက်ပြင်းတူရင်မလဲဘူးကိုစိုးကဆိုတော့အစာရောလည်းပစုံကျွေးလိုက်ဘာကြိုက်လဲကြက်သားရပါတော့ကိုစိုးကကျွေးချင်အောင်ကျွေးသေးတယ်အဲ့လိုကျွေးလိုက်နေဆိုတော့ငါမတရားကြီးစိုက်တော့တအားတက်လာတာဖန်နေမတရားကြီးတော့ဝရတာပေါ့နော်အရင်ကိုစိုးချန်တာပါကလေးဆိုရင်ဟို တင်းရဲ့လူဆိုသိတယ်ဒါကြီးကငါပုံနေနဲ့ပြက်နေတာဗောနော်ဒီငယ်တိုင်းပြောရင်ငါပိန်ရှိရှိလေးဖြစ်နေရမှာငါဝတ်တုတ်ကြီးဖြစ်နေတာဗောပြထုတ်ပါလေရေငုတ်တင်းမောယူဆိုတာမသိဘူးမှတ်ထားရဲ့နော်မဲ့မှာပြောတဲ့လူတွေကိုမှတ်ထားတယ်အဲ့လိုလူတွေတော့လာပြောတဲ့လူတွေအောင်ရှိတယ်ဆိုတော့ထားပါတော့လေ ဲ့လိုမနှအောင်မွေးမိသွားတယ်ပေါ့နော်ဒီကောင်တော့ကိုစိုးကလှအောင်ဆိုပြီးတော့ကိုစိုးကတော့ဒီကောင်ကိုစိုးအစာရှင်တို့အစာဆိုတို့တော့မကြွေးဘူးပေါ့နော်မကြွေးဘဲနဲ့ကိုစိုးဒီအတုသက်ထုတ်ထားတဲ့ special အစာချောက်တွေရှိတယ်ပေါ့နော်အစာချောက်မှာလည်းအများကြီးကောင်းတဲ့အချက်တွေရှိတယ်ဘာလဲဆိုတော့အစာချောက်မှာလိုအပ်တဲ့အာဟာရဘေးကိုပြီးဝတာတို့ nutrition တွေစုံတာတို့တကယ်ဆိုရင်အများအမပစုံတဒုံကျွေးမယ်ဆိုရင်သူ့ရဲ့လိုအပ်တဲ့အာဟာရကခက်နေနေမလိုအပ်တဲ့ဟိုမှာအစီအလေးပါညာတွေကပိုများတယ် များတာခဲ့တဲ့တကယ်ဒီအစာချောက်တလုံးကျွေးရုံနဲ့နေပေါ့မှာသူမှပါတဲ့ပါထိုက်တဲ့ပြောရမယ့် multi vitamins တွေအဲထဲမှာပါတယ်ပေါ့ဗျာဆိုတော့နောက်ပိုင်းဆိုကိုကောင်းတယ်ကာလာဇာတို့နောက်နောက်ပိုင်းကာလာဇာတွေဆိုရင်လည်းတချို့ဟော်မုန်းစင်းနေတယ်ပေါ့နော်တဘောကဒီငားရဲ့ဒီဖောက်ဖောက်တဲ့အခါကျရင်တချို့ကဒီကာလာဇာမကျွေးဘူးနေဘယ်လိုဟော်မုန်းများတော့ဆိုကာလာဇာနောက်ပိုင်းထုတ်တဲ့ကာလာဇာတွေမှာလည်းအဲ့လိုဟော်မုန်းနေတဲ့ဟာတွေပါတဲ့အတွက်ကွာစိတ်ချလက်ချကျွေးလို့ရတဲ့အစာတွေလည်းရှိတယ်ကိုစိုးဒီကောင်ကိုကိုစိုးတင်ရင်ချင်းတယောက်ရှိရပေါ့နော်တရုတ်ပြည်ကတင်ရင်ချင်းတယောက်ပေါ့နော်သူကကိုစိုးကို ဒီအစာချောက်တွေပို့ထားပေးတယ်လက်ရှိတော့မရောက်လာသေးဘူးပေါ့နော်ကိုစို review လုပ်ခိုင်းနေပေါ့နော်ကိုစို honest review ပဲလုပ်ပြီးကောင်းရင်ကောင်းတယ်ပြောမကောင်းရင်မကောင်းပြောတဲ့ပဲပေါ့နော်အဲ့လိုပြောပေးဆိုပြီးတော့အစာချောက်တွေပို့ထားတာရှိတယ်ပေါ့နော်အခုထိတော့ရောက်မလာသေးဘူးပေါ့နော် ရောက်လာတဲ့အခါကျရင်တော့ကိုစို့ဒီကောင်အဲ့အစာချောက်ပေါ့သူဘာကာအတွက်ပေါ့နော်ဒီ combo အစာရေပေါ့ပြာတဲ့နဲ့နေရာပြာတယ်စိမ့်တဲ့နေရာစိမ့်တယ်အဲ့တော့ဘာသူကလည်းအတောင်ဖွင့်ပြောအားအကောင်းမယ်အဲ့လိုအတွက်ထောက်ပံ့ပေးရဲ့အစာလို့ပြောတယ်ပေါ့နော်ဆိုတော့ကိုယ်ဆိုအဲ့ဒီအစာလေးကိုတော့မျှော်နေတယ် ရောက်လာလို့ရှိရင်အဲ့အစာကို review သူပြောသလိုပဲ review ကိုဆိုလုပ်ပေးမယ်ဒီဘာကောင်အရင်စလုပ်ပေးမယ်နောက်ပြီးတော့ GC မှာတခုဆန်ပေးမယ်နောက်ပြီးတော့ခုနအခုဆိုအရှိမပြောသွားသလိုပေါ့နော်အခုဆိုနောက်ပိုင်းအဲ့ GC လေးတွေကို selection လုံးဝမိုက်တဲ့ငါးလေးကိုတေးထားတယ်ကွာဈေးတန်တန်နဲ့ရောင်းပေးမယ်ပေါ့နော်အဲ့ဒါရောင်းပေးမယ်ဆိုတာအခုဆိုနံပါတ်၁စီးပွားရေးလုံးဝမလုပ်ဘူးအခုဆို promote နဲ့တိတ်လုံးမှာမဟုတ်ဘူးနောက်ပြီးတော့အခုဆိုကအားနဲ့ချက်တခုရှိရယ်ပေါ့နော်အခုဆိုက page တို့ဘာလို့မှာကိုဆို message နာပို့ရင်ကိုဆိုတောင်းတောင်းစာမပြန်ဘူးမပြန်ဘူးဆိုတာကိုဆိုတချို့စာတွေ့တယ်မပြန်မပြန်မပြန်ဖြစ်တာလည်းပါတယ်အခါကျမှအားလည်းပါတယ်ပေါ့နော်ကိုဆိုမှာအဲ့လိုမျိုးပေါ့ဘာ form လဲ phobia ခေါ်တာကြောက်တဲ့စိတ်တစ်ခုရှိတယ်ကိုဆိုတောင်းတောင်းခင်တဲ့စကားပြောနေပါတာရှိတယ်ကိုဆိုနဲ့အပြင်မှာတိကျွမ်းနေခင်တဲ့လူတွေမဟုတ်ဘူး messenger မှာကိုဆိုစာပြန်ဖို့အသားရပါတစ်ဆက်ဆက်တုံးလဲမပြန်ရဲဘူးဘာကြောင့်လဲမသိဘူး ကိုစိုးနဲ့ဒါလိုက်ဖုန်းပြောချင်ကိုစိုးဖုန်းနဲ့ဘက်ကိုဆက်လိုက်တာအကောင်းဆုံးပဲပေါ့နော်။တကူကတချို့နေတာလားမင်းရတွေ့ရကိုစိုးဖုန်းသူ့ငါဘာဖြစ်လို့ကျွန်တော်ငါဘာလို့ကျွန်တော်မပြေမပြန်တာမဟုတ်ပေါ့။ဒီကနေအားလုံးတောင်းပန်နေပေါ့နော်။မပြန်တာမဟုတ်ပေါ့။ကိုစိုးမအဲ့လိုစာပြန်ရတာကြောက်တဲ့ယောဂါရှိရပေါ့နော်။အခုအဲ့လိုပဲငါးလေးတွေအပျော်တန်းရောင်းပေးတာဖြစ်တဲ့အတွက်စာတော့ဒါမပို့ပါနဲ့လို့မြစ်သားရဲခန့်နေပေါ့နော်။ကိုစိုးစာမပို့ပါနဲ့လို့ဖုန်းနံပါတ်ကြီးချပေးပါမယ်။မာဂျင်နာဖြစ်ဖြစ်လာကြည့်ဂျင်နာဖြစ်ဖြစ်လိုဂျင်နာဖြစ်ဖြစ် ဖုန်းမဲ့ဆက်ပြီးပါကျွန်တော်ဘာမှမစင်ရနေလားမပို့ပါနဲ့လို့ဒီကနေအလုံး request လုပ်လိုက်ပါတယ်ဗောနော်ဆိုတော့ဒီငါဒါတော့ဒီနေ့ဒီငါလေးအခုရောက်တာအခုရောက်အခုရိုက်အခုတင်ပေါ့နော် vlog ကတော့အခုတော့ဒီနေ့တော့မတင်နိုင်ဘူးမဟုတ်ဘူးဆိုတော့ဒီနေ့အားရင်ဒီနေ့မနေ့ကနေ့ရက် edit လုပ်ပြီးလို့ရှိရင်တပတ်ခါတော့ကြာရင်ဘူးဆိုတော့တင်ဖို့တင်ပေးမယ်ပေါ့နော်ဒီ vlog လေးကိုဆိုတော့ ဒီငါကတော့အခုတွေ့ရမှာပြောနေတော့နေတော့ဒီမစကားနေပြောနေတာအာလုံးထိုင်ဖုတ်နေတာတော့ဘေးကနေရေကူးမပြက်ဘူးကိုစိုးအရင်ဘာကရောက်ခါစမှာရေလဲမူပြက်တာဟိုနားထောင်းနားမှာကံပြောင်းလို့ဟိုနားထောင်းလေးမှာသွားပုံနေမယ်ပုံစရာမရှိရင်ကုတ်ပြီးမဲတူးငါးကြီးဘော်ရင်းကမဲတူးနေမယ်နှစ်လအနိုင်အောက်ထက်နှစ်လကြာတယ်ပြန်လန်းလာဖို့ဒါမျိုးရေကူးဖို့ပြီးတော့အကိုစိုးရင်ကောင်ကဒါတော့မဖြစ်ဘူးသူကသူ AI အေးချောင်းတမား ရေကူးပုံပဲကူးတာအဲအကြောင်းလဲကိုစိုးအရင်တော့အဲအရင်ကောင်လေးတော့ကိုစိုးဒါမေးကြရအထဲမှာဟိုအင်ဂျယ်လေးတွေမွေးတယ်မာရှီယာတွေထည့်ရတယ်မကြိုက်ဘူးနားမေးရလုံးဝသဘောထားပြောက်ပြောင်းနေသူကိုယ်လည်းမဖြဲလို့တဲ့မကြိုက်ဘူးမဲ့ဒီကောင်တော့ကိုစိုးမထည့်ရဘူးတေဟာပေါက်ကျုံးမှာဒီကောင်နဲ့ထည့်တဲ့ကောင်မသားပေါ်မှာပဲအဲ့တော့ကိုစိုးမထည့်ပေးရဘူးဆိုအခုတွေ့ရမလားလုံးဝကိုမကြောက်တာရေးအဲ့ကောင်မခန့်တာဒီကောင်လုံးဝမခန့်တာဆိုတော့ဘာလဲပြောပေါ့နော်ဒီနေ့ဘလော့လေးကကိုစိုးဒီကောင်သွားဝယ်ရတယ်ပေါ့နော်လာပြတာပေါ့နော် အားလုံးလာပြီးတော့အတိပေးတာပေါ့နော်ကိုစိုးဘာကပြန်မွေးလိုက်ပါပြီဆိုတာပေါ့နော်ဆိုတော့ဒါလေးကတော့ကိုစိုးမှန်းလာမမှန်းရင်တော့အသီးလေးဖြစ်ဖို့တော်တော်များတယ်ပေါ့နော်သူ့ခေါင်းချိုးပေါ့နော်ခေါင်းရှည်ရှည်လေးပေါ့ဆိုတော့အသီးလေးကိုများတယ်ပေါ့နော်ဆိုတော့နောက်ပြီးတော့ဒီငါးနဲ့ပတ်သက်ပြီးတော့အသိအသိပေါ့မှာတလားအသိလိုနှလားအသိလိုဇက်တိုက်ဇက်တိုက်စိတ်မကူနဲ့တင်ပေးသွားအောင်ပါဆိုတော့ဆက်လက်ဆောင်ရကြည့်ရှုဖို့ပဲပြောချင်ပါတယ်နောက်အစီအစဉ်မှာပြန်ဆုံးမယ်ကိုစိုးပါသူမွေးတဲ့အကောင်ကြီးတော့ သူမွေးတာသူရောင်းတဲ့အကောင်ပေါ့နော်သူလည်းလည်းစမ်းတယ်တော်တော်စမ်းတယ်စမ်းတယ်ဆိုတာကိုစိုးဘတော်မှမွေးပြတော့ဘူးဆိုတဲ့အကောင်မျိုးတွေပေါ့ဥမာ Venomous တွေပေါ့မွေတို့အဲတခြားဒီပင်ကူတို့နောက်ပြီးစမ်းလာတာကြဒီကိုကစကားပြောတာအရင်မိုက်တယ်သူရှင်းကြတာတော်တော်လေးကိုလူခေါမလဲစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့သူတို့ဒီရောက်နေတာပေါ့နော်လာပြီးတော့လေးလာဖို့ရအောင်ပေါ့နော်အားလုံးလည်း sharing ပြန်လုပ်ပေးတာပေါ့နော်ရောက်နေတာပေါ့နော်မိုက်တယ်အဲ့လိုပြောရင်ပြောရင်တော့မွေးချင်စိတ်နဲ့နဲ့ပေါက်သွားသလားလို့ပေါ့နော်